Real Madrid, Liverpool နဲ့ Manchester United တို့ရဲ့အပြောင်းအရွှေ့သတင်းတွေကိုတုံးသက်ဆွေးနွေးမှုလို့သွားရမှာဖြစ်ပါတယ်။ Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါ။ Cooking Star Football Show အနေနဲ့ကြိုဆိုပါရစေကျွန်တော်ခင်ဗျာ။ကျွန်တော်ဒီပတ်ထဲမှာတော့ international ပွဲစဉ်တွေပဲရှိတဲ့အခါဘောလုံးသတင်းတွေကိုပဲအဓိကထားပြီးတော့စွန့်နေသုံးသပ်ရမယ့်သဘောမျိုးဖြစ်နေတယ်။အခုချိန်မှာထွက်နေတဲ့သတင်းတွေက ရူမာစတိုးခေါ်တဲ့ကောလာဟာလာအဆင့်နေတာရှိနေသေးတဲ့ဆိုပေမဲ့လည်းကျွန်တော်တို့ဘောလုံးပရိသတ်တွေအဖို့ရူမာပဲဖြစ်ပါသေးအောင်အားလုံးစိတ်ဝင်စားကြမယ်။ဆွေးနွေးသုံးသပ်ခြင်းမဲ့စိတ်ဆန္ဒရှိမယ်လို့ထင်တယ်။အဲ့တို့ကြောင့်ကျွန်တော်နယ်လီပရိသတ်စိတ်ဝင်စားမဲ့သတင်းတွေကိုရွေးချယ်ပြီးတော့သုံးသပ်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်။ Okay ပထမဆုံးသတင်း Liverpool နဲ့ပတ်သက်ဆက်နွယ်နေတဲ့သတင်းမှာဖော်ပြထားတဲ့သတင်းမြစ်ကတော့ Spain ရဲ့သတင်းမြစ် AS ကဖြစ်ပါတယ်။ အဲ့တော့ ES ရဲ့ဖော်ပြချက်ထဲမှာ Man City နဲ့ Real Madrid အသင်းတွေက Liverpool နဲ့ Hungarian ကွင်းလယ်ကစားသမား Dominic Soboslay ကိုစိတ်ဝင်စားနေကြတယ်လို့ဖော်ပြထားတာပဲဖြစ်ပါတယ်။ကျန်တဲ့သူစိတ်ဝင်စားလို့ရတယ်။ Dominic Soboslay ကတော့စိတ်မဝင်စားနဲ့။ဘာကြောင့်လဲဆိုတော့မဖြစ်နိုင်တဲ့အတွက်ကြောင့်ပါ။လက်ရှိ ES ရဲ့ဖော်ပြချက်ထဲမှာစိတ်ဝင်စားနေရလို့ပဲဖော်ပြထားတာဖြစ်တဲ့အတွက်ကြောင့်ဒီလောက်နဲ့ပဲဒီသတင်းကပြီးသွားဖို့ရှိတယ်။ ကျွန်တော်တို့အဓိကဆွေးနွေးရမှာဘာကြောင့် Dominic Soboslai ကထိလို့မရတဲ့ player မျိုးဖြစ်နေတာလဲ Liverpool တင်းရော Dominic Soboslai ကိုရောင်းပါမလားဒီ club တင်းတွေရောဘာကြောင့် Dominic Soboslai ကိုစိတ်ဝင်စားနေတာလဲဆိုရဲအပိုင်းတွေကိုဆွေးနွေးမယ်ခေါ်နိုင်ရင်မခေါ်နိုင်ရင်ဘာညာတော့ကျွန်တော်ထွေထူးထူးပြောမနေတော့ဘူးဘာကြောင့်လဲဆိုတော့ခေါ်နိုင်မှုမလွယ်တဲ့အတွက်ကြောင့်ပါနံပါတ်1အချက်က Dominic Soboslai နဲ့ Liverpool တင်းရဲ့အဓိကကွင်းလိုက်ကစားသမားလက်ရှိ Liverpool တင်းရဲ့ဟိုအဓိကကစားသမားတွေကိုကြည့်ကြည့်ဗျာ ဖာဂျီရိုမိုဆာလာရိုဆိုတာသူတို့ရဲ့အသက်အရွယ်ကဒါ expiration ဖြစ်သွားပြီအဲ့တော့ကြောင့်လူငယ်သွေးတစ်လောင်းထားတဲ့ကစားသမားရဲ့တဲမှာဒိုမနစ်ဆိုမိုဆိုတိုင်းကစီနီယာကစားသမားဖြစ်လာပြီးအနာဂတ်ရဲ့ကပတိန်လို့တောင်မျိုးဆိုလို့ရတယ်သူရဲ့ဟိုနေရာနဲ့ဗျာကစားပုံကစားပေါက်ကလိုက်တော့မလိုက်ပတ်ဘူးကျွန်တော်တို့ဒိုမနစ်ဆိုမိုဆိုတိုင်းဟိုးရင်7ဘက်မှာတည်းကသတိထားမိတာဘာကြောင့်လဲဆိုတော့ဒီဘက်အနေနဲ့ရုပ်ဖြောင်းနေဗျာအဲအဲ့ချိန်ကာလတည်းကဟိုသူ့ရုပ်က ခပ်ပြောင်းပြောင်းတဲ့ဘောလုံးကစားတဲ့ပုံစံကလည်းကန်ချက်လေးတွေကလှတယ် attacking midfield เนาะဂူးသွင်းဖို့အတွက်ပဲအားတံမဲ့ကစားသမားလို့ကျွန်တော်ထင်ခဲ့ဘူးတယ် Liverpool အသင်းကိုရောက်လာတဲ့အခါမှာ Arna Slot ရဲ့မောင်းချက်ကြောင့်ဒီဘက်ကလုံးဝလိုအားလုံးအပြည့်နဲ့ live ဆော့နိုင်တဲ့ player ဖြစ်သွားတယ်။ငကူရှိရင်ဆွဲ skill တွေနဲ့ပါပေါင်းလိုက်တဲ့အခါကျတော့တန်မိုးမဖြတ်နိုင်တဲ့ player တယောက်ဖြစ်သွားပါတယ်။ဒါကအမှန်တရားပဲလက်ခံရမှာပဲ။အဲ့တော့လက်ရှိအချိန်မှာ Dominic Soboslai ရဲ့အသက်က25သူ့ရဲ့အစားအသောက်တန်2030လောက်ထိကျန်နေသေးတယ်။ အဲ့တို့ကြောင့်စာချုပ်တည်တယ်ကျန်တဲ့အသက်အရွယ်အားဖြင့်လည်းအကောင်းဆုံးချိန်ခြေသွန်းအားဖြင့်လည်းအကောင်းဆုံးချိန်လီဗာပူးအသင်းမှာလည်းအတိအကစားသမားဖြစ်ရှိနေတဲ့အခြေအနေဒါတွေအလုံးပေါင်းဖက်လိုက်တဲ့အခါမှာလီဗာပူးအသင်းကရောင်းထုတ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ဘူးလို့ကျွန်တော်ပြောတာပါဒါပေမဲ့အသင်းတွေကဘာကြောင့်ဒိုမီနိတ်စပူတနာစိတ်ဝင်စားလာရလဲဒါကလည်းရှင်းပါတယ်အသင်းတွေကကစားသမားကောင်းမှန်သမီးကတည်င်းထွက်တယ် ဒိုမနစ်စပူဇလိုက်လို့ပလေယာမျိုးအဖို့ပြောင်းလဲလာတဲ့မော်ဒမွန်လောကခေတ်မှာနီးပြူအပိုင်းအပြောင်းလဲလောက်တာပဲဖြစ်ဖြစ် upgrade လောက်တာပဲဖြစ်ဖြစ်လွန်စွာအသုံးဝင်တဲ့ပလေယာတယောက်ဖြစ်ပါတယ်အဲ့တော့ကြောင့်အသင်းကြီးတွေစိတ်ဝင်စားတဲ့တရင်ကတော့တောက်လျှောက်ထွက်နေမှာပါမန်စီးတီးနဲ့ Real Madrid ကမကပဲနဲ့နောက်ကြရင် Bayern Munich တို့နော် PSG လို့စတဲ့အသင်းတွေနဲ့လည်းတရင်ထွက်ကောင်းထွက်လာနိုင်ပါတယ်။ဒါမှမဟုတ်ကျွန်တော်ရှိမှပြောပြခဲ့တဲ့အချင်းတွေအချက်လက်တွေအရ Dominic Szoboszlai က Liverpool အသင်းမှာပဲတေချာပေါက်ဆက်ရှိနေပါလိမ့်မယ်ခင်ဗျ။ ကဲနောက်ထပ်သတင်းတစ်ပုဒ်ဒါကတော့ Team Talk ကဖော်ပြထားတဲ့ Manchester United နဲ့ Kobe Mainu တို့ရဲ့သတင်းပါမနေ့ကလည်းကျွန်တော်ဒီသတင်းကိုဖော်ပြဆွေးနွေးပြီးသွားပြီဒါပေမဲ့ဒီနေ့ဖော်ပြချက်ကအနည်းငယ်ပြောင်းလဲလာတယ်ပို့ပြီးတော့ဒီ day ဆန်လာပါတယ် Man United အသင်းကဒီအင်္ဂလန်ကွင်းလက်ကစားသမား Kobe Mainu ကိုဇန်နဝါရီပြောင်းရွှေ့ကာလမှာအငားနဲ့ပြောင်းရွှေ့ဖို့အတွက်အခွင့်ပြုခြင်းပင်မဲ့အပြက်ပေါ့နော်ရောင်းချဖို့စိတ်ဆန္ဒမရှိဘူးလို့သိရပါတယ်အရှင်တို့ကထွက်ခဲ့တဲ့သတင်းဒီ ်မင်းနူးကိုဇန်နဝါရီပြောင်းရွှေ့ကာလမှာဘယ်သိန်းဥမှပြောင်းရွှေ့ခွင့်မပေးဘူးမင်းနူးတွေမဟုတ်ဂျိုရှွာဇက်စီလည်းပါတယ်နောက်ပိုင်းမှာကိုဘီမင်းနူးကယူနိုက်တက်ထွက်ခွာခွင့်ပေးသည့်ဖြစ်စေမပေးသည့်ဖြစ်စေသူကလည်းသူ့ရဲ့ကစားသမား right နဲ့နောက်လာမယ့်ကမ္ဘာဗလားမှာဝင်ရောက်ဆင်နွှဲခြင်းတဲ့အတွက်ကြောင့်ယူနိုက်တက်အသင်းကနေထွက်ခွာဖို့ကြိုးစားမယ်ဇန်နဝါရီပြောင်းရွှေ့ကာလမှာတခြားသောအသင်းတစ်သင်းကိုပြောင်းရွှေ့ခြင်းနဲ့ စသဖြင့်သတင်းတွေကပြောင်းလဲလာတယ်။ဒါအခုနောက်ဆုံးတင်ပြောရဲ့ဖော်ပြထားတဲ့သတင်းတွေမှဆိုရင်မင်းနူးရဲ့ဒီပေါ်ထခွင့်ရခြင်းတဲ့ဆန္ဒကိုယူနိုက်တက်တင်တာဝန်ရှိတဲ့သူတွေအနေနဲ့ယူနိုက်တက်မှာတော့လိုက်ရောပေးလို့မရဘူး။ဒါပေမဲ့မင်းအငားနဲ့ပြောင်းရွှေ့ပြီးတော့ကမ္ဘာဖလားပွဲမှာဝင်ရောက်ဆင်နွှဲခြင်းတယ်ဆိုရင်တခြားအသင်းတစ်သင်းကိုဇန်နဝါရီကာလမှာအငားနဲ့ပေါ့နော်ရွှေ့ရင်ရွှေ့သို့တော့အပြက်တော့ရောင်းချခွင့်မပေးဘူးဆိုတဲ့ပုံစံမျိုးအခုနောက်ဆုံးတင်တော့ရဲ့ဖော်ပြပုံအရာကျွန်တော်ပြောင်းလဲလာတာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ဆွေးနွေးရမှာကိုပီမိန်နူကို United အသင်းတာဝန်ရှိတဲ့သူတွေကအဲ့ဒါလိုအငားနဲ့တောင်ပြောင်းရွှေ့ခွင့်ပြုတင်းရလာပေါ့နော်။တေချာတာကတော့ဗျာမိန်နူလိုကစားသမားမျိုးအပြက်မရောချတဲ့ုံကျွန်တော်ပြောပြီးအပြက်ရောင်းလိုက်ရင်ဒါရှုံးပါပဲ။ဒီပြောင်းရွှေ့ကတန်း60ရဲ့ရတန်း90ရဲ့ရနောက်3-4နှစ်ကြာရင်ရှုံးပါပဲ။မိန်နူကပေါက်လာမဲ့ပလေယာဆိုတာအလုံးသိပြီးသား။ ဒါတော့ကောင်းတာဗျာသူ့အသက်အရွယ်နဲ့မလိုက်တဲ့ခြေသွမ်းမျိုးရှိတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အဲ United ရဲ့တချို့လူငယ်ကစားသမားတွေက mentality ပိုင်းနည်းနည်းထိတယ်ဗျာနီးပြကနည်းနည်းခေါင်းမာတဲ့နီးပြဆိုတော့ပို့ပြီးတော့စိုးတယ်ဆိုတော့မရောချတဲ့ဘူးမှန်တယ်သို့တော့အမော်ရင်နဲ့ဘယ်လိုမျိုးပြေလဲအောင်မင်းတို့ကို82ပါးသွားစီမလဲဒါပဲ United အတင်တော်ရှေ့သူတွေအဓိကလောက်ရမှာတခြားအချက်တွေသိကြည့်ကြရမလို့သူ့ရဲ့စာချုပ်တက်တန်းကဒီဘောလုံးရာဒီဝက်တစ်ဝက်လောက် ခုဇန်နဝါရီပြောင်းရွှေ့ကာလကနေเนาะဘောလုံးရာသီတဝက်ပြီးသွားတဲ့အချိန်ကြီးအငားချတာရတယ်ဘယ်သိအောင်အငားချချချပလိုက်သို့တော့မဖြစ်မနေဝဲယူခွင်းတို့အပြက်ဝဲယူခွင်းတို့အဲ့ဒါတွေတော့မထည့်သေးဘူးအပြက်ရောင်းချမယ်ဆိုရင်အဆင်မပြေဘူးဟုတ်ပြီအပြက်မရောင်းချခြင်းဆိုရင်လည်းနောက်ဆုံးဒီတန်တရာပဲပြန်လဲတာအမော်ရင်နဲ့အဆင်ပြေအောင်လို့အေးအမော်ရင်နဲ့လည်းအဆင်မပြေဘူးဘာညာဆိုရင်တော့အမော်ရင်ကိုအတင်းရနေထုတ်တာပဲရှိတယ်အဲ့တော့အနည်းချွတ်ရမယ်ဆိုရင်ကိုဘီမင်းနုဒီအတင်းမှာလုံးဝ keep ထားတဲ့ ਨੇ ကစားသမားတရားဒါပေမဲ့လူငယ်ကစားသမားတရားဖြစ်တဲ့ ကမ္ဘာပလာမှာပါဝင်ခြင်းနဲ့ပေါ်တော့ခွင့်နဲ့ပို့လို့ခြင်းနဲ့တိတွက်ကြောင့်အသည့်ကနေပေါ်တော့ခွင့်ပေးဖို့တော့လိုတယ်။လက်ရှိအချိန်မှာခဏတာရေတို့ဖြည့်ရှင်းမှုနဲ့အငားချလိုက်တာဟုတ်ကောင်းဟုတ်နိုင်ပေမဲ့ရေရှည်မှာတော့ဒီပြဿနာပြန်ပြီးတော့ဖြစ်လာမှာပဲ။တိတွက်ကြောင့်အမော်ရင်ကိုတိုင်ကိုဗီမိန်းနုကိုလူလူချင်းချင်းဖြစ်မှသာလျှင်အဆင်ပြေပါလိမ့်မယ်ခင်ဗျ။ဟုတ်ကဲ့ကျွန်တော်ညီကိုတွေမိတ်ဆက်ပေးချင်တာလေးတစ်ခုရှိပါတယ်။ တကယ်လို့ဘောလုံးပွဲတွေကစားခြင်းနဲ့ဆိုရင်စီနီယာတော့ချက်စီမှာကျွန်တော်ညီကိုတွေမောင်ငါ6အိုင်ဘက်89ကိုငါသုံးမစ်တို့ကိုမန်ဘာအသစ်ယူနစ်ဖြစ်အပူစုကြီးနေတဲ့ယုံကြည်သွားကစားလို့ရတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနံပါတ်39 893180မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်ခင်ဗျာနောက်ဆုံးဆုံးနေခြင်းတဲ့တင်ရတော့ The Real Madrid နဲ့ပတ်သက်တဲ့တင်ပဲဖြစ်ပါတယ်ဖော်ပြထားတဲ့တင်ပဲကစပိန်ဘက်က Sport တင်ပဲဖြစ်ပါတယ်ခင်ဗျာ Real Madrid ရဲ့ Brazil တောင်ပိုင်းကစားသမား Vinicius Junior က စာချုပ်တက်တန်းတိုးမယ်ဆိုရင်ခီလျက် MP ရနေတဲ့လုခပမာဏတိုင်းလိုချင်နေပါတယ်တကယ်လို့အဲ့ဒီပုံတံတန်းတိုင်း Real Madrid အသင်းကမလိုက်ရောဘူးဆိုရင်တော့အသင်းကနေထွက်ခွာသွားဖို့ချိန်ချောက်မှုပြုလုပ်သွားဖို့ရှိတယ်လို့ဖော်ပြထားတာပါ Kylian Mbappe ရဲ့စာချုပ်တက်တန်းတိုးရေးကိစ္စ Madrid အတွက်အရန်အရေးပါပါတယ် သူ့ရဲ့စာအုပ်တန်း2020ခုမှာကုန်မာဖြစ်တဲ့အတွက်ကြောင့်နောက်လာမယ့်ဘောလုံးရာသီရောက်ရင် နောက်ဆုံးနှစ်ထဲဝင်လာပါပြီအခုချိန်မှာ Vinicius Junior က Real Madrid စာချုပ်တန်းတိုးဖို့ကြိုးစားနေပေမဲ့သူကိုယ်တိုင်ကစာချုပ်တန်းမတိုးသေးဘူးဒါကလည်း Kylian Mbappe ရရှိနေတဲ့လောက်ခပမာဏအတိုင်းလူချင်းနေတာကြောင့်ပါပါလိမ့်မယ်အဲ့ဒီအတွက်ကြောင့် Premier League club တင်တော်တော်များများကလောက်ခပမာဏပေးချေ policy ကိုနောက်ပိုင်းမှာထားရှိခဲ့တာပါ ဒီလိုမှမဟုတ်ရင်ကလပ်တင်းကကစားသမားအသစ်တွေလည်းမဝယ်နိုင်ပဲလက်ရှိရှိနေတဲ့ကစားသမားတွေကိုပေးချေနေရတဲ့လောကပမာဏရနေတဲ့လုံးလေချလဲလိုက်နေပါလိမ့်မယ်ကျွန်တော်ပြီးမှ Real Madrid အသင်းတသင်းလုံးရဲ့ပေးချေနေရတဲ့လောကပမာဏအကြောင်းတွေကိုဆွေးနွေးသုံးသပ်မှုလုပ်ပေးမယ်အရမ်းများလုံးနေဗျကစားသမားတဦးတယောက်ချင်းဒီမှာရနေတဲ့လောက်ကပမာဏတွေကမဖြစ်နိုင်တဲ့ပမာဏကြီးတွေကိုမက်ဒရစ်ကပေးထားတာပါကျွန်တော်ပြောပြမယ်ခီလီယန်အမ်ဘပေရဲ့တပတ်လောက်ကပမာဏယူရို6သိန်းရှိတယ် အဲ့ဒါတွေမပြီးသွားသေးဘူးဘောလုံးရသည်တရားသည်ပြီးတိုင်းသူ့ကို bonus euro တန်း40ပေးနေရတယ်အဲ့ဒီအတွက်ကြောင့် Kylian Mbappe ရဲ့ဘောလုံးရသည်တရားသည်ပေါ့နော်နှစ်တစ်နှစ်မှာရတဲ့လောက်ကပမာဏသည်အခြေခံလစာနဲ့ဒီ bonus တဲ့အလုံးအပေါင်း euro 82တန်းရှိတယ် Vinicius Junior ကအဲ့လောက်အမောပမာဏအထိလိုချင်နေတာဒီ Real Madrid လာရောပေးဖို့အရန်ခတ်တယ်ဗျအခု Vini ရနေတဲ့လောက်ကပမာဏနဲတော့မနေဘူးဒါပေမဲ့ Kylian နဲ့ရှင်လိုက်ရင်တော့အများကြီးကွာနေတဲ့အတွက်ကြောင့်သူကလည်းခြေစွမ်းတိတ်မကွာတဲ့အခြေအနေမျိုးမှာ Kylian နဲ့ထပ်တူလိုချင်နေတာလည်းဖြစ်ပါလိမ့်မယ်ဆိုတော့ဒီပြဿနာတွေရဖြေရှင်းရတာအရန်ခတ်တယ်လာရောဖို့ဆိုတာလည်းတိတ်အဆင်မပြေဘူး Vini ရဲ့အနာဂတ်ကတော့စိတ်ဝင်စားဖို့ကောင်းတယ် Real Madrid အသင်းသားမလိုက်ရောနိုင်ဘူးဆိုရင်တော့ तू က ့လူလူချင်းရှိတဲ့ sorry pro league club တွေကိုတော့ပြောင်းရွှေ့သွားဖို့အချိန်နေရှိပါကြောင်းသုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးတွေမှာနားခွင့်ပြုပါ။ Sony ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။